လောက်တဖွားဖွားကြနေတဲ့အသားကြောက်ကိုမှအာရပါရစားစားသူများလောက်တွေတဖွားဖွားထွက်နေတဲ့ဒီအသားကိုသင်ဆုံရင်ရောစားရပါမလားလူတချို့ကတော့အသားကိုဒီလိုမျိုးဖြစ်အောင်ဒီကိုယ်ကလုပ်ပြီးအာရပါရစားကြတာပေါ့ဖိလစ်ပိုင်နိုင်ငံကော်တီလာဒေသမှာတော့ဝတ်သားကိုစားနေတက်ဆေးနဲ့ဖောက်ပြီးဒီလိုဖြစ်အောင်အကြကြီးထားလိုက်ကြပါတယ်ဒီအသားကိုသူတို့အခေါ်နေဆိုရင်အီတက်လို့ခေါ်ကြတာပေါ့ဝတ်စနေကြောင့်ဆိုပေမဲ့လောက်တက်တဲ့အထိထားမှာသူတို့အတွက်စားကောင်းကြတာဖြစ်ပါတယ်အီတက်ရင်ကျိမှုကိုထိန်းသိမ်းလာခဲ့တာနှစ်ပေါင်းရာနဲ့ချေရှိနေခဲ့ပါပြီ ပြောရရင်အီတက်ဟင်းနီယာကသူတို့ဒေတာရဲ့သင်္ကေတလည်းဖြစ်ပါတယ်။ကော်တီလာဒေတာရဲ့လူမှုရေးအခမ်းအနားရင်ကျေးမှုပွဲတော်တွေမှာဆိုရင်ဒီဟင်းနီယာကိုပုံစံမျိုးမျိုးချက်ပြုတ်ပြီးတဲခင်းအခန့်ကြတာပေါ့။အီတက်ဟင်းချက်နီကလည်းမျိုးစုံအောင်ကိုရှိနေပါသေးတယ်။ကြော်လှော့ချက်ပြုတ်ကြိုက်တယ်လို့လှုပ်ရှားလို့ရတယ်လို့ဝါသနာပါရင်ကင်စားလို့လည်းရပါသေးတယ်။ဒီဟင်းနီယာရဲ့အနက်နဲ့အရသာကနည်းနည်းတော့ပြင်းရှားရှားရှိတာပေါ့။ဒါပေမဲ့ဖိလစ်ပိုင်ရဲ့အထွက်ကကြတော့အဲ့လိုမျိုးမှပိုအရသာရှိတယ်လို့ပါပဲ။အီတက်ကိုမြန်မာတွေငပိရဲ့ကြိုက်တတ်ကြတဲ့ပုံနဲ့ပဲဥပမာပေးရမှာပေါ့။ပြောရရင်အီတက်ကဟင်းနီယာဆိုတဲ့သဘော ထက်ဂေါ်တီလာရဲ့ယဉ်ကျေးမှုထုံထမ်းတစ်ခုလည်းဖြစ်နေပါတယ်ပရိသတ်တို့ရောဒီဟင်းလျာကိုစားဖို့ကြင်ကြပါသလားရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ